င်းတို့ရေဒီနေ့ဗာကစားနည်းလေးကစားကြမှာလေအဲဒဲလာအင်ရှင်ပြေအဲဒဲလာအင်ရှင်ပြေကစားနည်းရဆိုရင်အင်ဝလာရဲ့အဲဒဲကိုမုံမကျွေးခြင်းနဲ့အင်ရှင်ဒီအတွက်ကိုစားကြပြောင်ပြရဲ့ကစားနည်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီကစားနည်းလေးမှာဆိုရင်ညားလေးလေးပို့ပြီးတော့ပြောဖို့ကောင်းနေလို့ဖြစ်ပါတယ် ခုနှစ်ယောက်တိတိရှိရတဲ့အတွက်ကြောင့်မို့လို့ဂျူကိုအိမ်လေးရေ6ယင်ရှိပါရဲ့အဲ့6ယင်မှာတော့အိမ်ရှင်ကတယောက်စီရှိရမှာပါဒါပေမဲ့အိမ်မရှိတဲ့သူကတော့ဧည့်သည်ဖြစ်နေရမှာဖြစ်ပါတယ်နော်ဥပမာပြောရရင်ဒီငွေချင်းကဧည့်သည်ဆိုပါတော့အကောင်လုံးကတော့သူ့အိမ်မှာနေရာယူထားမှာဖြစ်ပါတယ်သူ့ရဲ့အိမ်မှာတယောက်စီနေရာယူထားတဲ့အပြင်ဒီငွေချင်းက ထဲမှာနေပြီးတော့ဧည့်သည်လာအင်ရှင်ပြေးလို့ဆိုလိုက်တာနဲ့အကောင်လုံးကကိုယ့်အိမ်မှာကိုမနေပဲနဲ့တနည်းအားဖြင့်ကြောင်းကြရမှာဖြစ်ပါရဲ့အဲ့ချိန်မှာမှနေရာလို့ရှိရနေရာကိုဒီဧည့်သည်ကနေပြီးတော့မရရအောင်ဝင်လို့ရမှာဖြစ်ပါရဲ့အကယ်၍မရခဲ့ဘူးဆိုရင်တော့ဧည့်သည်ဘဝကကျွတ်မှာမဟုတ်ခဲနဲ့အကယ်၍ရခဲ့ဆိုရင်တော့ဧည့်သည်ဘဝတွေချစ်ပြီပေါ့ရှင်ဟုတ်ကဲ့အခုဆိုရင်တော့ဧည့်သည်ကိုရွေးချယ်ဖို့တမီးတွေကကြောင်းနောက်နောက်ဘေးဘေးကြီးချမှာဖြစ်ပါရဲ့ငယ်ချင်းတို့ရေကြောင်းနောက်နောက်ဘေးဘေးကြီးချလိုက်ကြရအောင်နော်ရောင်ရောင်ရောင်ဘေးဘေးကြီးတို့300အဲဟုတ်ဘူး300 300 ยาวนาวนาวเบเบจิยาวนาวนาวเบเบจิภาษาเวภาษีโซปุအခုတော့အဲ့လေတွေလည်းရေးပြီးသွားပြီ။အင်ရှင်တွေလည်းရေးပြီးသွားပြီဖြစ်ပါရဲ့။ဟုတ်ကဲ့တကယ်ချင်းတို့ရဲ့အခုနေရာယူလိုက်ကြရအောင်နော်။ဒီတကယ်ချင်းကတော့အဲ့လေဖြစ်ပါရဲ့။အခုရုပ်တွေမှာနေရာယူထားတဲ့တကယ်ချင်းတွေကတော့အင်ရှင်တွေပဲဖြစ်ပါရဲ့ရှင်။သမီးလည်းပဲနေရာတိုက်ယူလိုက်တော့မယ်နော်။ 谢谢。 ရှင်ပြေအဲ့ဒဲလာအင်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 ရှင်ပြေအခုဆိုရင်တော့သမီးကပဲအဲ့ဒဲပဲဖြစ်သွားပါပြီဒီကစားနည်းလေးကအရင်ပြောဖို့ကောင်းပါရဲ့ဒါပေမဲ့ ို့ရေတငယ်ချင်းတွေအကုန်လုံးမောနေရဖြစ်တဲ့အတွက်ကြောင့်ဒီမှာရင်မဲနားလိုက်ပါရဲ့တငယ်ချင်းတို့ရေတငယ်ချင်းတို့ရေပြောကြရလားဟဲ့ပြောပါရင်နောက်နေ့မှလည်းပဲကစားနည်းတစ်တွေနဲ့ထားလာခဲ့ပါမယ်နော်တက်တာ